အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စက်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ9ရက်စေတရင်ကောင်းတော်သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ယခုကုဏ္ဏလေးကိုလည်းမိဘပြည်သူများအနေနဲ့အခက်အခဲမရှိရင်ဝင်တော့ဝင်ဖို့မဖြစ်ရင်လက်မလေးတွေထောင်ပြီးတော့ comment လေးတွေရေးပေးကြစီလိုပါတယ် တခုထမှန်မြစ်တာရခမှာလေကျွန်တော်စည်ရည်တည်းကောင်းနှုတ်သုံးသက်ချက်လို့ပြောပြီးဖြစ်ပါတယ်မြမပြည်တဏ္ဍန်တလျာမှာရှိတဲ့တိုက်ပွဲမျိုးစုံတွေရှိပါတယ်အောင်ပွဲရနေတဲ့ဖြစ်စဉ်တွေလည်းအများကြီးရှိပါတယ်ဒီထဲမှာကျွန်တော်ကြံခဲ့ကောင်းကြံခဲ့နိုင်ပါတယ်တချို့ဟာတွေကဖြစ်စဉ်အသေးစိတ်တိအောင်စောင့်စားရတာရှိတယ်လို့တချို့ကြတော့လည်းနေမြေဒေသမကျွမ်းကျင်တဲ့အတွက် ပြည်ပြောင်းသရုပ်ဖော်နိုင်ခြင်းမရှိပါဘူး။ဒါကြောင့်တချို့နေရာတွေမှာခြံလက်ထားခဲ့ရတာမျိုးတွေရှိပါတယ်။ဒါကြောင့်နေရာသေးသေးကိုတိတိကျကျသိကြည့်ရင်တော့အပန်းမကြီးရင် comment မှာရေးပေးလို့ရပါတယ်။ comment မှာမရေးချင်ဘူးဆိုရင်လည်းကျွန်တော်တို့ Facebook က page မှာ လာပြီးတော့ Messenger မှာလာပြီးတော့မင်းများနာပြောဆိုတာအကြံပြုတာလုပ်လို့ရပါတယ်ခင်ဗျာ။ ကချင်ပြည်နယ်ဖားကံမြို့မှာတော့တပ်မဟာသုံးတပ်ဆွဲအခြေပြုထားတဲ့ခြေကုပ်စခန်းကနေလက်နယ်ကြီးနဲ့ပြစ်ခတ်မှုတချို့ရှိခဲ့ပါတယ်။မြို့မှာဆိုကြမြေစာဘုံအိမ်ဝမ်းအတွင်းတို့ရှော့တိုက်တုံကြားရောက်ပောက်ကွဲမှုလည်းရှိခဲ့ပြီးဒေသခံတချို့အထိခိုက်ရှိခဲ့ပါတယ်။ဖားကံဆိုင်းတောင် လုံခင်းကန်စင်းနယ်ပြည်မှာတော့ကြောင်သားအားသာပွဲတွေပြုလုပ်နေတဲ့ပုံရိပ်တချို့လည်းရှိနေပြီးစီစီကားကားမရှိလာတာလည်းတွေ့ရပါတယ်။ စမြန်လေးညအစောပိုင်းမှာတော့မိုးညင်းမျိုးတစ်ဝိုက်မှာလက်နဲ့ကြီးတံတွေတဖန်ပြန်ကြားလာခဲ့ရပြန်ပါပြီ။မိုးညင်းမျိုးခြေဆိုင်အမှတ်9ရလေးအမြောက်ဆက်စည်ကိုကဲမှုဌာနချုပ်ကပြစ်ခတ်ခဲ့တာမျိုးမဟုတ်ပဲဟိုပင်နာမဝင်းကျင်ကားလို့ကနဦးခံမှန်းရပါလေ။ညင်းပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နဲ့ကြီးနဲ့ဥနေပြစ်ခတ်ခြင်းသာဖြစ်ပါတယ်။ နားလည်လွယ်အောင်ပြောရရင်တော့နအိုလန့်လန့်ပြီးတော့ကြောက်ကြောက်လန့်လန့်နဲ့ပြစ်ခတ်ခြင်းလို့ဆိုလိုပါတယ်။ခြေကတော်လေးကခေါလံမှုနယ်မြေကိုတော့ကျမ်းမတာပြည်သူစစ်အဖွဲ့ကိုရှေ့တန်းတည်ပြီးစစ်ကြောင်းထိုးခဲ့ပေမဲ့လက်တလောလက်ရှိအခြေအနေမှာတော့အရေးနိုင်နေသေးတာဖြစ်ပါလေ။မကွေတိုင်းဗရန်ဒတ်နယ်အတွင်းမှာတော့ကန်တုတ်လမ်းစုံမှာစစ်ရင်တန်းလေးစီးရောက်ရှိနေတာကိုတွေ့ရပါတယ်။မလွန်တက်တဲ့အတွင်းကိုဝင်ရလား။ မလွန်တက်တဲ့အတွင်းကထွက်လာတာလားဆိုတာကိုတော့စောင့်ကြည့်နေသေးတာဖြစ်ပါတယ်။စုံစုံခြေသားရဲ့အမှတ်905အမြောက်စစ်စင်ကိုကဲမှုဌာနချုပ်ထဲကနေအင်အားစီစီဆဲစစ်ကြောင်းကြောင်းကတော့ဇမန်နေ့မနေ့အစောပိုင်းမှာငဖဲမျိုးတွင်သို့ဥတီထွက်ခွာသွားခဲ့တာရှိပါတယ်။နေကင်းပိုင်းမှာတော့ရင်မော်လိုက်အဆောင်ရှောက်ရှိရောက်တာပါတဲ့ခရမ်းပြည်တင်ဆောင်ထားတဲ့စစ်အင်စီးဟာဇင်မျိုးရွာဘက်ကိုထွက်ခွာသွားခဲ့တာကိုလည်းတွေ့ထားရပါတယ်။ ညာမျိုးနယ်တော်ပိုင်းတင်းမပြူရအနောက်ဘက်ဇော်ကြီးတောင်ဘုန်းကြီးကျောင်းမှာအခြေပြုခဲ့တဲ့စေုပ်စုဟာစစ်ကြောင်းသုံးခုဖြစ်လက်တံတွေခွဲထုတ်လာတာကိုတွေ့ရပါတယ်။အနောက်ဘက်ရဲအနောက်ရက်နဲ့အင်းဘက်ရေလောင်တမန်ကနေအနောက်တောင်ရက်သို့ဥတည်နေခြင်းဖြစ်ပါတယ်။ဘောင်မင်ကြီးကဝင်းကြီးကိုတော့မြေပြင်ဝေရင်ထောက်လမ်းမှုတွေပြုလုပ်နေတာရှိပါတယ်။ချင်းနေနေတာကတော့ဖလန်းမျိုးနဲ့ဝေဘူးလာမျိုးကိုစစ်တပ်ကပြန်ပြီးထိန်းချုပ်ထားနိုင်တာကိုတွေ့ရပါတယ်။ တိတိမ်မြို့နယ်မှာလည်းကနေဒီတောင်ဝအကြမ်းဖက်တိုင်ရဲ့စစ်ကြောင်းတွေကပြန်ပြီးခြေကုပ်ယူထားတာရှိနေပါတယ်။လက်ရှိချင်းပြည်နယ်မှာစစ်ကောင်စီရဲ့တိုက်စစ်ဥတီရဲဟာဖလန်းမြို့နယ်ဖြစ်နေတာကိုတွေ့ရပါတယ်။ကျွန်တော်ပြောခဲ့တဲ့သမယိုးကြစစ်ပွဲတွေရဲ့မူတိုင်းပဲနောက်ဆုံးမိတ်လက်လွတ်ထားရတဲ့ဖလန်းမြို့နယ်ကနေအကြမ်းဖက်တိုင်ဟာတိုက်စစ်ကိုရိုးရှင်းစွာပြန်ပြီးအစဖော်လာတာကိုတွေ့ရပါတယ်။ ယခုနောက်ပိုင်းစီးရင်စင်တွေရောနီးဗျူဟာအစစ်မှမဟာဗျူဟာအစစ်စီရှုမြင်ကြဖို့လိုအပ်လာပါပြီစစ်တာထိုးကျတဲ့ဗျူဟာကိုတုံးနေသေးတာဖြစ်ပါတယ်ခြေစက်စက်ကတုံးလာတဲ့နီးပြစ်ပြီးယခုခါမှာတော့စစ်တပ်စစ်ကြောင်းတွေကို မတုံးတော့ပဲပြည်သူစစ်တွေကိုငစားချတဲ့ဗျူဟာတွေတုံးလာတာကိုတွေ့ရပါတယ်ခြေအပိုင်းတွေကပြောခဲ့ပါတယ် ရှစ်တာရခင်လို့6ဒီ6တော့စစ်ကြောင်းနေနေမဟုတ်တော့ပဲတက်မဗျူဟာတက်ရင်းစတဲ့ဖွဲ့စည်းပုံကြီးစစ်ကြောင်းတွေကိုပြန်လဲစုဖွဲ့အသုံးချလာနေပါတယ်တ мян လေးကအကြဖက်တာ မိစာလေးတဲ့တက်တော်ဝင်အခမ်းအနားတစ်ခုပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်ကပလီပင်နယ်ပြင်အတွင်းမှာလည်းရေသားစီရေးလေ့ကျင့်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ် ကိုကိုကျွန်းမလုပ်ခဲ့တဲ့ရေဓာတ်တိုးပြမှုကတော့အပလာချာပလာလောက်တာဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ရေကြုံလုပ်သူတတ်တော်ဝင်အခမ်းအနားမှာငုတ်တုံကြီးတွေ့ရလို့ပဲဖြစ်ပါတယ်။တတ်တော်ဝင်ဘွဲကိုမိဒီလာတတ်နေမှာမပြုတ်တော့ပဲနေပြီးတော့အေလာလေတဲ့မှာအကျဉ်းထုံးပြီးပြုတ်လုသွားတဲ့အပြင် လေတဲ့နှစ်ပတ်တဲ့နေ့ကိုတောင်မဆောက်နိုင်တော့ပဲလှုပ်သွားတာကထူးဆန်းနေပါတယ်။ လေဒါစကန်ဌာနချုပ်အစ်စ်မှာမလို့ပဲအီလာလေဒါဆိုရင်အစ်စ်နဲ့တာတရားရှိတဲ့လေဒါစကန်တစ်ခုမှာပဲအလင်းစလို့ပြုတ်လုသွားတယ်လို့ကောက်ချက်ချရပါတယ်။လာမယ့်ရက်မှာပြုတ်လုမယ်မြေကျွန်းစုရေဒါသရုပ်ပြလေ့ကျင့်မှုတွေမှာ MI38 တွေကိုရိုက်ကူးရေးထည့်သွင်းလာမယ်လို့ခန့်မှန်းရပါတယ်။အဆိုပါတပ်တော်ဝင်ခဲ့တဲ့တရုတ်ဘုဆောင်ရေးစစ်ရဲရဲနဲ့လေမြန်တွေကိုလက်တလုံးနေပြည်တော်စေယုံကျောက်အနီးမှာထားထားတယ်ဆိုတော့ စစ်ဘိုလ်ချုပ်တွေအနေနဲ့မိသားစုလိုက်ကိုလိုယုံထွက်ပြေးကြရင် လွယ်အောင်အရန်နဲ့စတန်းမိုင်ထားထားရတယ်လို့ဆိုရမှာပါ။ဒါစစ်တပ်ကိုအထင်သေးစရာဆိုလိုက်ချင်းများတာဖြစ်ပါတယ်။လက်ရှိအနေထားရာနေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းစည်းလောက်ရလေရှိတယ်တတချုပ်ကိုတောင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းကိုရဲရဲတင်းတင်းစစ်ကူပို့ထားနိုင်တာကိုတွေ့နေရပါတယ်။ စစ်တပ်ဟာသူ့ရဲ့ခြေစစ်တိုက်စစ်ခံစစ်ခွာစစ်ခံနာတွေတဲ့ကခြေစစ်ခံနာကိုရှော့ချဖို့အားထုတ်လာတယ်လို့ပဲရှုမြင်ရပါတယ်။ရခိုင်နှောင်းကလိုမျိုးခြေစစ်ကြီးတက်တဲ့စင်နာမျိုး မတွေ့ရတော့သလောက်ရှိလာပါတယ်။မခုတ်ကနေထွက်လာတဲ့ပေါ့ရင်နာဟာရက်ရှည်ချာမြင့်ခဲ့ရတာကိုသင်ငန်းစာရယူသွားဖို့ပေါ်ပါတယ်။ ဘာလို့လဲဆိုတော့စစ်တပ်ဟာခြိစစ်စီကုံဆုံးရတဲ့အချိန်နဲ့လူဝင်အားကိုပြောင်းလဲတွက်ချက်လိုက်ပြီလို့ယူဆရပါတယ်။ဘေကဘေကဆက်ရှင်းကြမဟုတ်တော့ဘူးလို့ပဲပြောရမှာပါ။မျိုးဥစမာတော့ကလိုမျိုးချင်းပြည်နယ်ကိုရင်တစ်ပိုင်းလူတစ်ပိုင်းခြိစစ်စင်တာမျိုးမရှိတော့ပါဘူး။ဒီလိုက်တဲ့ကလေးတို့ကိုဒီကြောင့်ကသာအသုံးပြုပြီးအင်အားဖြစ်တင်းခဲ့ခြင်းဖြစ်ပါတယ်။ ဆက်ပြီးတော့ခံလိုက်ရမယ်ဆိုရင်တက်တော်ဝင်လိုက်တဲ့ MI38 စစ်ရဟတ်ရင်တွေကတော့မြေကျွန်းစုဥပေါင်းစစ်စင်မှာတယုံပြမှုတွေအဖြစ်သိမြင်နိုင်ရပါတယ်။၎င်း MI38 တွေဟာရခိုင်အသုံးပြုနေတဲ့ MI70 တွေထက်အကြမ်းများဖြင့်နှစ်ဆနီးပါးတင်ဆောင်နိုင်တာဖြစ်တဲ့အတွက်စစ်ကူပို့တဲ့အခါမှာတော့မြေဩဇာတွေများများတည်ယူလာနိုင်မှာဖြစ်ပါတယ်။ဆရာရင်ကလေးတိုင်းကနေကြောင်းကလေးနှစ်ချောင်း ဝေဘူးလလမ်းကြောင်းကြီးတိမ်တိုင်းကင်းလမ်းကြောင်းနဲ့ဟာခါဖလန်းလမ်းကြောင်းဆိုပြီးစစ်ကြောင်းလေးကြောင်းနဲ့ဖလန်းမြို့နယ်အတွင်းကိုဥတီနေတာကိုတွေ့ရပါလက်တလုံးတိုင်းကင်းနေရာကတော့အေးပါနေတယ်ဖြစ်ပါတယ်မြို့တော်ဟာခါဟိုသာစစ်ရင်အားတွေထပ်မံဖြည့်တင်းပြီးပြီဆိုပါလေထန်တလန်ကိုအလဲကျလာပါလိမ့်ဒါဆိုရင်ချင်းပြည်ကိုမဝေးရန်ရတော့ဘူးလားဒါကဒီလိုဖြစ်ပါလိမ့်မယ် ဖလန်းမျိုးစိမ့်တိုက်ပွဲကိုမှတ်မိကြလိမ့်မယ်ထင်ပါတယ်ဝိုင်းတိုက်ခဲ့ကြတာကိုလည်းမြင်အောင်ကြအောင်မယ်ထင်ပါတယ်နောက်ဆုံးအဝေးမတဲပဲဂရီဘာလမ်းဝဲတွေဖြစ်ကုန်ကြပါတယ်ဒီတိုင်းကလေကနေဒီတာမော်ကိုရောက်လာတဲ့စစ်ကြောင်းကတော့ထိတွေ့မှုတစုံတရာဖြစ်ပွားခြင်းမရှိပဲရောက်ရှိသွားခြင်းဖြစ်ပါတယ် အဲကနေဒီတောင်ပေါ်မှာတိုက်ပွဲတွေရှိကောင်းရှိပါလိမ့်မယ်ကနေဒီကနေလဲတိုက်ရင်ဘက်သူအတော်မှာစက်ခိုက်ပြီးလို့789ရဲ့လက်အောက်ခံတပ်စစ်ကြောင်းတွေကိုချင်းကျင်အောင်ကာဝေးတပ်ဖွဲ့ကတိုက်ခိုက်ထားနိုင်ခဲ့တာကိုလည်းထုတ်ပြန်မှုတွေရတွေ့ရပါတယ်ဆရာရင်ဟာကားမတူပြီးလမ်းမိုက်မှာရှိတဲ့လောက်လုံရွာနီးကတော်လန်ရေးဂိတ်စကားတစ်ခုကိုအမှတ်266ချင်းလင်းတိုင်ရဲ့စစ်ကြောင်းတစ်ခုကစီးနင်းတိုက်ခိုက်ထားပါတယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကြာဆုံးခဲ့ရပြီးလောက်လုံးဒေသခံသုံးဦးတော့အကြောင်းမဲ့ဖမ်းဆီးခံလိုက်ရပါတယ်ချင်းပြည်နယ်လက်ရှိစစ်စေရေးဘုရောကလေးဒေသကိုယ်ခဲမှုနဲ့အမတ်တေစစ်စေရေးအထူးဖွဲ့မှုအသေးချာချုပ်ဒုတိယဗိုလ်ချုပ်ကြီးညီလေးအောင်နှစ်ယောက်ကသာဓာတ်ရိုက်စီမံကုတ်ကဲနေတယ်လို့သိရှိရပါတယ်အကြမ်းဖက်တဲ့ရဲစစ်ရေးညီမကြီးဟာယခုစတင်လိုက်တဲ့စစ်စေရေးတွေကိုချင်းမျိုးသားနေမတိုင်မီချင်းပြည်နယ်တစ်ခုလုံးကိုပြန်လဲထိတ်ချုပ်ပြီးအောင်ပွဲခံရန်ဖြစ်တယ်လို့ သိရှိရပါတယ်။စကိုင်းတိုင်းမော်လိုက်မြို့နယ်အချင်းနှင်းမြစ်အရှိဘကန်သည်အကျန်းဘက်တိုင်းရဲ့ဆစ်ကြောင်းနေရာဖြန့်ခွဲရောက်ရှိလာနေတာကိုတွေ့ရပါတယ်။အထက်မှာပြောခဲ့သလိုပါပဲပြည်သူစစ်နဲ့နယ်မြေကရဲကင်းစကန်းငယ်တွေကိုငစားအဖြစ်ထိုးကျပြီးမှပြန်လည်ပိုက်ဆို့ရှင်းလင်းတဲ့နေရာအလုတ်ဖြစ်နေပါတယ်။ဝလာညနေနောက်ချရွှေဘုံမြကြီးနာလမ်းပိုင်းမှာအကြမ်းဖက်တိုက်ရဲ့စစ်ကြောင်းတွေလုံးထိုးနေတာကိုတွေ့ရပါတယ်။ စစ်ကြောင်းဝင်ရောက်လာတဲ့ကြေးရွာတွေကိုမိရှုဖျက်ဆီးပြီးဒေသခံအယောက်၄၀ကျော်ကိုအတင်းအာရမဖမ်းဆီးမှုတွေပြုလုပ်လျက်ရှိပါတယ်။မန္တလေးတိုင်းမရယာမြို့ကိုတော့အကြမ်းဖက်တာဟာညာနှုံးပြေပြန်လည်ထိ ंछ ုပ်သွားနိုင်ပြီဖြစ်ပါတယ်။အင်းရင်းမြန်ခေစားအမှတ်1014လေကြောင်းရန်ကာဝေးတပ်ကိုပြန်ပြီးတော့ခြေကုပ်ယူသွားနိုင်ခဲ့သလိုဆယ်တော်ကြီးရေအားလျှက်စစ်ကိုလည်းပြန်လည်ထိ ंछ ုပ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ မရယာမျိုးနယ်ဟာတရားမဝင်ရွေးကောက်ပွဲဒုတိယအဖြစ်ပြုလုပ်မဲ့စီးရင်ထဲမှာထည့်သွင်းလာတာဖြစ်တဲ့အတွက်စစ်ကောင်စီဟာအလင်းစလုံးဦးစားပေးခဲ့ရခြင်းဖြစ်ပုံရပါတယ်။စလိုက်ချင်းမျိုးနယ်တစ်ဝိုက်မှာအထူးတိုက်ပွဲတွေထပ်မံပြင်းထန်လာဖို့ရှိပါတယ်။ဘာလို့လဲဆိုတော့စလိုက်ချင်းစီလည်းရွေးကောက်ပွဲမလုပ်နိုင်မဲ့စီးရင်ထဲကနေခြံလက်ထားခဲ့တာဖြစ်ပါတယ်။စလိုက်ချင်းမျိုးနယ်ကတကောင်းမျိုးကိုတော့ကျမ်းပက်တာဟာလက်လွတ်ထားရသေးတာဖြစ်တဲ့အတွက် စပိတ်ချင်းကိုရွေးကောက်ပွဲ လုပ်နိုင်ရမယ်ဆိုရင်တောင်အပြည့်အဝမဟုတ်ပဲတပိုင်းတစအကန့်အသတ်နဲ့လုပ်ရမယ်မြို့နယ်တွေတဲကတစ်ခုအဖြစ်ထပ်ပြီးတော့စည်ရင်းဝင်ပါလိမ့်မယ်စင်ကူးမြို့နယ်ကတော့လေချောင်းတိုက်ခိုက်မှုမကြာခဏထပ်ပြီးပြုလုပ်ခံရပွဲ ရှိနေနိုင်ပါတယ်မိုးကုန်းမြို့ကတော့အကြမ်းတက်ဟာရွေးကောက်ပွဲကာလမပြီးမချင်းမြေပြင်စစ်ကြောင်းထိုးဝင်ရောက်လာနိုင်ခြင်းမရှိဘူးလို့မှန်းဆရတဲ့အတွက်တော်လိုင်းတပ်တွေဘက်ကခန်းစစ်ပြင်ဆင်ခြင်းလုံလုံလောက်လောက် ရရှိထားပြီလို့ပဲအကြံဉာဏ်ဆိုရမှာပါသဘောတိုင်းရှင်ချမ်းသူ့မြို့နယ်အတွင်းမှာဂျိုင်းရိုကော်ပိုရာတစ်စင်းပြက်ကျခဲ့တယ်ဆိုတာမှန်ပါတယ်မောင်းနေစင်းနေလာတဲ့နေရာစလုံးဟာရေငယ်ပေါ်ကနေခုံချနိုင်ခဲ့ပြီမဲ့မြေပြင်ပေါ်ရောက်တဲ့အခါကြမှာသာအလိုလိုမက်စီကိုက်ခဲ့ကြရပါ၎င်းရင်ငယ်ဟာဆက်ချိုရင်ပြီးမင်းလအုပ်ဖြတ်လမ်းပိုင်းမှာပြက်ကျခဲ့တာဖြစ်တဲ့အတွက်ဂျိုင်းယိုကော်ပိုရာရဲ့အစိပ်ပိုင်းတွေနဲ့ အဲ့ဒီမက်ဆီကြိုက်သွားတဲ့နှစ်ယောက်ကိုတော့အင်အား30ခန်းရှိတဲ့စစ်ကြောင်းနဲ့ပြန်ပြီးရှာဖွေကောက်သွားနိုင်ခြင်းဖြစ်ပါတယ်။အဲ့ဒီဂျိုင်ရိုကော်ပရာဆိုတာကိုမောင်းနေတဲ့ငကြောင်တွေဘာမှမဖြစ်ဖက်နဲ့အဲ့ဒါလိုပြက်ကြတတ်တယ်။အဲ့ဒါလိုပြက်ကြလို့အဲ့ဒါလိုခုံချရင်လည်းအဲ့ဒါလိုမက်ဆီကြိုက်တတ်တယ်ဆိုတာယုံသွားကြလောက်ကြီးလို့ယူဆရပါတယ်။ဘခုတိုင်းနောက်ချမ်းညောင်ရိုးစစ်မျက်နှာမှာတော့အကြမ်းဖက်တပ်ဟာဂျိုးဘော်ကိုစစ်အာဖြစ်တင်းမှုတွေလှုပ်ဆောင်နေပါသေးတယ်။ အုတ်ရှိပင်လမ်းမိုင်းကိုမတုံးပဲ28မိုင်လမ်းဟောင်းကိုအတုံးပြုပြီးအင်ဂျင်မြောင်တစ်ကြောမှာအခြေပြုနေတယ်လို့ယူဆရပါတယ်။မျက်စိကမြင်အောင်ပြောရရင်တော့ဆင်လန်နဲ့ညောင်ခြေတော့တရာအကြားမှာရှိတာဖြစ်ပါတယ်။ဆိုတော့ဆမ်မတာဟာညောင်ခြေတော့တရာရဲ့ရှေ့မှာချက်ပြီးတော့ခန်းစစ်စကန်းတစ်ခုတည်တယ်လို့ပြောလို့ရတယ်လို့ဆင်လန်ရဲ့နောက်မှာလည်းချက်ပြီးတော့ခန်းစစ်စကန်းအင်အားဖြစ်နေတယ်လို့ပြောရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မင်းပြားမြို့ကိုတော့လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပါသေးတယ်။ယခုစာရေးသားပြည်လို့အတန်တွင်းနေချိန်မှာပဲရသေးတော်မြို့နယ်ကြောက်တန်ကြီးရွာနဲ့ပေါတော်မြို့တွေကိုလေကြောင်းကနေဘုံချတိုက်ခိုက်ခဲ့ပါတယ်။ရသေးတော်မှာလေလုံးကျဲချခဲ့တာဖြစ်ပြီးပေါတော်မြို့နယ်ကိုတော့အုံလုံးကျဲချခဲ့တာဒေသခံထိခိုက်ဒေဆုံးမှုတွေရှိထားတယ်လို့သိရှိရပါတယ်။ အကြမ်းဖက်တဲ့ဟာရခိုင်ပြည်ကိုနှီးမျိုးစုံနဲ့ချေကပ်နိုင်မှုစူးစမ်းနေတယ်ဖြစ်တာကိုတွေ့ရပါတယ်။ကပ်မဏီပင်လယ်ပြင်အတွက်မှာစည်ရေးလက်ကျင့်မှုတွေနဲ့အတူစစ်ဖက်တဲယူပို့ဆောင်ရေးရဟယင်တွေကအချိန်ကာမဟုတ်တတ်တော်ဝင်ပွဲတွေပြုလုပ်လာတဲ့အတွက်စစ်လော်ဘီတွေကတော့တန်တွဲမျိုးကိုကန့်တဲ့စစ်စီရေးပြုလုပ်မယ်ဆိုပြီးကြွားလုံးတွေထုတ်လာကြပါတယ်။စစ်ကောင်စီဟာရခိုင်တောင်ပိုင်းမြို့တွေကိုလည်းထိုးစစ်ဆင်ဖို့လိုအပ်နေတာတော့အမှန်ပဲဖြစ်ပါတယ်။သို့သော တန်တွဲမှာရှိတဲ့မောင်ရွှေလေးရေတက်လို့ခေါ်ကြတဲ့ရေတက်ပင်မရင်ကုန်းနဲ့ဆယ်ရွေးတက်ကြီးကိုကိုချေတို့ဟာသိမ့်ပိုက်တိုက်ခိုက်ထားနိုင်ခဲ့တဲ့အမှတ်တမ်းရှိထားပါတယ်ပြောရရင်ရေတက်ကိုလည်းအာရဂန်တက်တော်ဟာငယ်နိုင်ဖြစ်ပါကြည်ရရဲ့ပင်မတကြီး6တက်ထဲမှာတစ်ခုပါဝင်ဖြစ်တဲ့အပြင်နေပြည်စီလို့ခေါ်တဲ့အထူးတပ်ဖွဲ့ဝင်တွေကိုမွေးထုတ်လေ့ကျင့်ပေးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်တို့ လေဓာတ်ကြီးတဲ့ကဝဲသားတွေလေဒီခုံဝင်းတွေတက်ကြတယ်လို့ရေတက်မှာလဲရင်ငုတ်ဇိုင်ပင်ဝင်းတွေတက်ကြလိမ့်ရှိပါကျွန်တော်ဒီဝင်းတွေပေါ့နော်လေဒီခုံနဲ့လေဒီမောင်တွေအကြောင်းကိုတော့ကျွန်တော်ရဲ့ဗီတာမင်စာစုထဲမှာရေးထားပြီးသားဖြစ်ပါတယ်မကြခင်ဒီနောက်များမှာပေါ့အစီအစဉ်ထဲမှာထည့်သွင်းပြီးတော့ပြန်လဲထုတ်လွှင့်ပေးတော့ပါမယ်ဆက်ရရင်ရေတက်နဲ့လေတက်ဒီ ဘလို့ပင် joint operation တွေကောင်းနေပါသည်မြေကြီးပေါ်ကိုတော့ဝဲသားတွေတက်ကိုတက်လာကြအောင်ပါပဲဖြစ်ပါလေအဲ့ဒီမြေကြီးပေါ်အရောက်ပါပဲလယ်မျိုးတို့နဲ့ကြိုက်ခံရလို့ဖြစ်ကြအောင်ပါပါနောက်တစ်ချက်ကရခိုင်တောင်ပိုင်းကိုဝင်ဖို့အတွက်အကြမ်းဖက်တပ်ဟာတိုက်ခိုက်ရေးတပ်မှနှစ်မလောက်ကိုတော့အနည်းဆုံးသုံးဖို့သုံးရမှာဖြစ်ပါလက်ရှိအားနေတဲ့တပ်မှလွတ်ဆိုလို့ညံ့ညံ့ဆဆမရှိပါဘူး မကြခင်မှာပဲပြန်နားထားဆိုတော့ချက်ချင်းငားသာပြုမသိလျော်သေးပါဘူးဆိုတော့စစ်တွေမှာတစ်ဆယ်နှစ်ဆက်ကိုစစ်စေးအတွင်းတော့ပြတ်သွားတဲ့တပ်မတွေကို ပြန်စုထားတဲ့အမှန်ငါစစ်စေးကိုကဲမှုဌာနချုပ်အမှန်ကိုစစ်စေးကိုကဲမှုဌာနချုပ်အမှန်ဆက်ငါစစ်စေးကိုကဲမှုဌာနချုပ်ဆိုပြီးတော့တပ်ပြက်တွေကိုဇကောင်းွဲတဲ့တပ်ပြက်တွေကိုပြန်စုပြီးတော့ပွဲထုတ်လာမယ်ဆိုရင်တော့ဒီတနည်းပဲရှိတယ်လို့ပဲပြောရမှာဖြစ်ပါတယ် ကေဒီနယ်မှာတော့မြောက်ဝီအာဆာလမ်းမကြီးကိုပြန်လဲဖွင့်လှစ်နိုင်မှုအပူတပင်းစူးစမ်းနေတာကိုတွေ့ရပါတယ်။ဖာမဲကလေကုန်တင်ရင်တချို့လမ်းကြောင်းဆန်းတက်တဲ့အနေနဲ့တက်လာနေကြတာကိုလည်းတွေ့ရပါတယ်။ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာတော့ယခုလ6ရက်နေ့အထိအကြီးတွေတိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါသေးတယ်။ချီဖိုးဆန်နဲ့ကွီမောင်တိုင်ကြေးရွာတို့မှာလည်းတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ဘက်က အထိနာခဲ့ရပါတယ်။ မိပါလေလမ်းလုံးပေါ်ကြမ်းမဲ့တိုက်ရဲ့စစ်ကြောင်းနေရာဆက်မှန်နေရာယူဖို့ကြိုးစားလာတာကြောင့်ပူပေါင်းတပ်တွေစောင့်ကြိုတိုက်ခတ်ခဲ့ပြီးရှေ့မတိုးနိုင်ဖြစ်နေတဲ့ကိုတွေ့ရပါတယ်။ကြားရတဲ့ကြီးပေါ်တော်မူတောင်ပေါ်ကြတက်ဆွဲထားတဲ့ဒီကေဘီအင်းနဲ့ပူပေါင်းအင်အားတရာကဟာကျုံတိုးမြို့မှာတစ်ဆင့်ဖြီးဖိုးဆံရွာဘက်ကိုထပ်မံရောက်ရှိထားတာလည်းရှိပါတယ်။ ကျမ်းမာတဲ့ဟာဖုံးတဲ့အတိုင်းမက်ဆီကတွေကိုဖြစ်တယ်လို့မြုံနံထားခဲ့ပြီးဒဏ်ရတွေကိုတော့တောင်ကလေးဆေးရုံကိုပို့ဆောင်နေရတယ်လို့သိရှိရပါတယ်။ဖာဘွန်မြို့နယ်ထဲမှာတော့ကမာမောင်းကိုအခိုင်အမာအခြေကုပ်ယူပြီးထိုးစစ်ဆင်နေတာကိုတွေ့ရပါတယ်။လက်နေကြီးဒေချောင်းပြစ်ကူယူပြီးတပြေးပြေးတိုးဝင်လာနေတာဖြစ်တဲ့အတွက်ပူပေါင်းတပ်တွေကဆုတ်ခွာစပြုတ်နေရပါတယ်။ဖာဘွန်မြို့ရဲ့တောင်ဘက်မိုင်60အကွာဝရူးရွာကိုပြင်မခြေကုပ်စကားလုပ်ပြီး ဝါသုံးဖို့ဝိညာဉ်ထိရှင်ပြေတတ်တွေရောက်ရှိလာတာကိုတွေ့ရပါတယ်။နာမည်ကျော်ဂရိုင်တိခိုင်စစ်စခန်းနဲ့ဆက်သွယ်ရေးလမ်းကြောင်းသာတပ်ပတ်တဟာပြန်လဲချိတ်ဆက်ရရှိသွားမယ်ဆိုပါကဖာပွန်တတ်တဲ့အတွင်းကိုအင်အားလုံးရင်သုံးပြီးတိုက်စစ်အရှိန်ပြင့်မှုစ조사လာတော့မှာဖြစ်ပါတယ်။ဖာပွန်တတ်နဲ့ဟာနေပြည်တော်တိုင်းရင်ဌာနချုပ်အချုပ်အပါအဝင်နေပြည်90ရာခိုင်နှုန်းကျော် လက်လွတ်ထားရပါမယ်ရေကောက်ပွဲဒုတိယရက်မှာပြုလုပ်မယ်ဆိုပြီးကြေညာလာတာကိုလည်းတွေ့ရပါတယ်ကျမ်းမြတ်တာကရင်ပြည်နယ်အတွင်းမှာအမှန်၂၀နှစ်ခြေလင်းတပ်မဌာနချုပ်အမှန်၄၄ခြေလင်းတပ်မဌာနချုပ်နဲ့အမှန်၃၁စစ်စစ်ရေးကိုယ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်တွေလက်ရှိတပ်ဖြတ်နေရာယူထားတာရှိတယ်ဆိုပေမဲ့ချိုင်းပြည်နယ်မြောက်ပိုင်းကိုနှစ်ရှည်ရောက်ရှိနေခဲ့တဲ့အမှတ်၁၂စစ်စစ်ရေးကိုယ်ကဲမှုဌာနချုပ်ကပြန်လည်ခေါ်ယူထားတာကိုတွေ့ရပါတယ် ၎င်းစာခစနစ်ရဲ့စစ်ကြောင်းတွေကိုတော့ဖန်အမှန်20နှစ်ချင်းတင်တက်မှဌာနချုပ်အတွင်းကနေအပြင်ကိုဆက်ပြီးဖက်လာတာကိုမတွေ့ရသေးဘူးဖြစ်ပါတယ်။ဂျာမန်ကနေရန်ကုန်မော်လမြိုင်သကုံးမော်လမြိုင်ပေါ့နော်။သကုံးမော်လမြိုင်ယထာလမ်းမိုင်းမှာတော့တထုံမြို့နယ်စိန်စိတ်ဘူတာနဲ့ဒုံဝင်းဘူတာကြားမှာကိုယထာတစင်းတိမ့်မောက်ခဲ့ရပါလေ။ကျင်းနန်းတိုင်းအမှတ် 125မြန်ဆောင်18နဲ့125မြန်ဆောင်19ကြားမှာမိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုကြောင့်ဂျန်ဝါနေလာတဲ့အစုံကုံရထားဟာတိမ်းမောက်ခဲ့ရပါတယ်။ကျွန်တော်ပြောခဲ့တဲ့ကုံရထားဆိုတာအဲ့ဒါပေါ့ဗျာ။အဲ့ဒီလိုကုံရထားတွေမှာလုံးတလုံးလို့ကျွန်တော်ကြိုပြီးပြောထားခဲ့ရခြင်းမှာအဲ့ဒီကုံတွဲကြောက်တွဲတွေနဲ့အကြမ်းဖက်တာဟာဆစ်လက်နဲ့ရိတ်ခါခဲရန်တွေလျှို့ဝှက် ်တည်ယူဖို့ဆောင်ဖြစ်တင်းနေကြခြင်းဖြစ်ပြီးတော်လန်ရေးအဖွဲ့တွေကိုအကြမ်းဖက်လုပ်ရခြင်းဝါဒဖြစ်နေကြတာဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲကြည့်ရင်အောင်ပွဲကြည့်ရ